ါနေသေးတာဆိုတော့ဒီ game number 1ကို Ryon မဲ့အနိုင်ရရှိသွားမှာလားမက်သစ်စီကပဲဦးဆောင်သွားမှာလားဆိုတော့တော့ in game နဲ့မှာအကောင်းဆုံးတင်ဆက်ပေးမယ် Castile နဲ့ပဲတူတူတွားကြည့်အောင်ရှင် Wellin Jazz Superly Season 2ရဲ့ Regular Season We 2 team number 1ရဲ့နောက်ဆုံးပွဲစဉ်တစ်ပွဲလေးဖြစ်တဲ့ Ryon Esports vs Medicino ရဲ့ Dream Facer ပြီးဆုံးလို့သွားခဲ့ပြီပဲဖြစ်ပေါ်ရီကဲကျွန်တော်ဒီပွဲမှာတော့ငကားနဲ့ချင်သေး Expanding River မှာတော့တွေ့ပြီးပွဲတစ်ခုလို့ပြောရမယ် Ryan Van မပြောင်းကြည့်မယ်ဆိုလို့ရှိရင်သူတို့ရဲ့ signature play style ကိုပုံဖော်လာမယ် Samuel ရဲ့ကျွန်တော်တို့က Uranus နဲ့အတူပဲ Black Lightning Combination မှာတော့ခြောင်အောင်နဲ့ထွက်လာခဲ့တာမျိုးတွေ့ရမယ်ဗျ။တစ်ဖက်မှာတော့ကျွန်တော်အားလုံးစိတ်ဝင်စားနေတဲ့ ဘိန်းဒရော့ဂိမ်းလေးကိုတော့မက်ဒစီချပြထားသလိုဂိမ်းဖလက်ရဲ့ရည်စချင်းဂျန်ကလေးကိုတွေ့ရမယ်ပွဲပါပဲဒါတော့အမှန်ပဲเนาะဆိုတော့ကျွန်တော်မက်ဒစီကကျွန်တော် if ထုတ်လိုက်တဲ့ပုံစံတစ်ခုကတော့ကျွန်တော်လေးသဘောကျတယ်ဗျာအဓိကတော့ close rate ဗတ်တယ်တွေအဓိကကင်မီတို့ဇူရှင်းလိုမျိုး hero တွေပါနေတဲ့အခါမှာဒီလိုမျိုး if နဲ့ပြန်ထောက်လိုက်တာတော်တော်လေးကောင်းနေဆိုရချက်ချက်ပဲအဓိကတော့ chris bobbe ကိုမရှိတဲ့ကာလာတစ်ခုမှာတော့ဇူချင်းတော်တော်လေးသီထားရမယ်ဆိုတဲ့အခန်းကဏ္ဍတစ်ခုမှာရှိတယ်ဗျဟုတ်တယ်ကဖူးအနေနဲ့တော့ကျွန်တော်ဒါအားလီမိုင်းမှာတော့တစ်ဖက်ကဘိန်းကိုတောက်ချောက်တွေလိုက်ခွဲလို့တော့ရတယ် ဒီမှာလဲ like နေနေတော့ Samuel နားမှာ like ပြုတ်ကြည့်ပေးထားမျိုးတို့တွေ့ရတယ်ဗျာအဓိကတော့ ASB Lane Face မှာ Samuel အတွက် other chip ပြန်ရရှိသွားအောင် like နေနေတော့ဒါတစ်ဖက်ကို drop ချသွားပေးတဲ့ပုံစံမျိုးလို့တော့ကျွန်တော်ယူဆလို့ရတယ်ဗျာကျွန်တော် Mekko Thoma ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ချောင်းနေနေတော့တစ်ဖက်က super bad နဲ့တွဲလုံးလေးနဲ့ကျွန်တော် down shot တွေ pressure ပေးလို့ရောက်ရမယ်တစ်ဖက်က even နဲ့ ကရောက်ချာဒီ level တိုင်မင်တစ်ခုစောင်းဖို့လိုတဲ့ hero နှစ်ကောင်လို့တော့ပြောလို့ရတယ်။သို့သောညာလေဒီနှစ်ကောင်ရဲ့တွဲလုံးချားမှာ objective fight တွေဒီပုံပြီးအသက်ဝင်လာဖို့တော့မသိစည်းနေတဲ့ဒါတွဲလုံးလေးတော့ရှိနေဦးမယ်ဗျာ။ဟုတ်တယ်ဆိုတော့ Nico ကဒီဘွဲမှာ inspire ရဒါဥမကျွန်တော်တို့ပူရအဆက်တူကဲတာနဲ့ဗျာ။ flicker ကိုပြန်ပြီးတော့ rejection လောက်ထားရဲ့ဆိုတဲ့အခြေအနေတစ်ခုပဲ။ပြီးွားရင်ကျွန်တော်တေးွားရင်လည်းပြန်ပြီးတော့သူ့ရဲ့ response နိုင်ရမြန်မယ်ညံမယ်ဆိုတဲ့အခြေအနေတစ်ခုပေါ့နော်။ဆိုတော့ Pomaro Sambu ရဲ့အရင်အဆင်ပြေနေတဲ့အခြေအနေတစ်ခုတော့မဟုတ်ဘူးဗျာ။အဓိကသူရှီးတက်ပြန်ပြီးတော့တစ်ဖက်ကစုပ်ယူလို့ရတယ်ဆိုတဲ့အခြေအနေပဲ။ဟုတ်တယ်ရှီးတက်လာမယ်ဆိုလို့ရှိရင်တော့တစ်ဖက်က Esmeralda ခွန်အနေနဲ့တော့ပြန်ပြီးတော့ပဲကျွန်တော် absorb လုပ်လို့ရအနေထားမှာရှိတယ်ဆိုတော့ ballet combination တစ်ဖက်ကမတ်စီရဲ့ကျွန်မလိန်ဖြစ်တဲ့ဘူရဲ့နဲ့နီကိုကြော်လွားနိုင်မှာမလားဆိုတော့ထက်ကြည့်အောင်မယ်ချောင်းနေနဲ့ red dwell လုံးနေတွဲလို့ရရဆိုတော့ညာလေတစ်ဖက်ကမတ်စီရဲ့ဘူရဲ့ပြန်ပြီးတော့ပဲအတချို့ပြန်လုံးမဲ့အနေထားတခု cover ပြန်လုံးမဲ့အနေထားတွေကြားမှာမတ်စီအနေနဲ့ကလည်းသူတို့က potential တွေတော့ဂျန်နေတော့မယ်ဗျာ ကျွန်မလိန်ကွန်ထရိုးအရာမှာနှစ်သိန်းလုံးကအားသာချက်အားနည်းချက်ကိုဒီနဲ့ပဲဆိုတဲ့အထွက်ကြောင့်35တွေကိုပဲကျွန်တော်တို့ပို့ပြီးကြည့်ရလိမ့်မယ်ဗျာ။ Orient Prediction မှာတော့ Messi ကလည်းပို့ပြီးတော့အားသာတယ်ဗျာ။ဒါလည်း season 1က champion ဖြစ်ခဲ့တဲ့ title defender ဖြစ်တာဆိုတော့လည်းပါတယ်ပေါ့နော်။ ရိုင်ဝါရဂျော်ဒါဒါဟော့ဖြစ်နေတာစီးစင်းရာဇီနိုအီးစပေါ့နဲ့ဖြစ်ခဲ့ရဆိုမလဲတချို့သော player တွေပေါင်ငယ်ချင်းတော့မရှိသေးဘူးကဲဘာပြောတာတင်နာမှာတော့ dance လေးတော့စတင်ပြီးတော့လုံနေခဲ့ကြာ Samuel ပဲ damage တင်ကလုံမှာသူက step များလေးပို့ပြီးတော့လုံလုံလို့ရလေဆိုတော့လေဟုတ်ပါတယ် talent prediction မှာတော့ကျွန်တော်ကျွန်တော်တယောက်ပဲ Ryan တော့2-1ပေးထားနေထားတော့ကျွန်တဲ့သူတွေအကုန်လုံးကတော့မစစီးမှာ predict လုပ်ထားမျိုးတွေတွေ့ရတယ် loss တော့ရှောင်းရန် control လုပ်ခံနေရတဲ့ Machu Nova La Joy နဲ့ပတ်တယ်5 vs 5 Roma Rocky Flash ဘယ်လိုက်နေဒီပါရောက်နေအနေထားတစ်ခုမှာတော့တွေ့ရမှာပြ Super Back တောက်လျှောက်ဒီ game flag ကိုမအောင်ကျိုးသွားမလဲ Nico manipulation တက်မှာ back ကတော့သွားညိနေပြီပူရဲ manipulation တွေဂျားထဲမှာတောက်လျှောက်ပြန်ခုံလာမယ်မလဲ Juno fast flag ကိုတော့ super light ကိုယူထားပါသေးတယ် Sherry game ပိုင်းပြီးသွားတဲ့ခိုက်လက်ခုမှာရှောင်းရဲဗတ် combination လို့ပို့တဲ့ကျိုးသားနေခဲ့ပြီဗျပူရဲ unbreakable ကဲဆယ်တဲ့အခါတော့ retreat game flag ရအောင်ယူသွားနေတယ်ဗျတတဲ့ object နေတဲ့သူ Hugh ကောင်တော့ပြန်လဲပြီးတော့ trail လိုက်ရတယ်ဒါပေမဲ့ကျော် goal လိမ့်တာတွေမှာပြန်ပြီးတော့ combination လို့ရတယ်ဗတ်တခုကတော့တကယ်ကို expanding river ဆိုတဲ့ match တခုကစကားပြောရလို့ပဲပြောရမယ်ဗျဟုတ်တယ် expanding river တွေမှာတော့ကျော်တာ movement လောက်တာတော်လေးမြန်တယ်အပေါ် out rotation နေတာတကယ်ကိုမြန်ဆန်နေတဲ့ဂျား ားမှာတော့ကျွန်တော်သင်းလုံးတွေနဲ့ river flow မှာ line နေတဲ့သူကတော့ပို့ပြီးအားသက်ကြတော့ရားလိမ့်မယ်ဗျာဒီ delay prediction မှာလည်းဒီ one ကတော့ ryan ကို21ပေးထားမျိုးတော့တွေ့ရလိမ့်မယ်ကျွန်내သူတွေကအလုံးကတော့ message ဘက်မှာတော့ရှိနေတော့မှာပဲโอเคဆိုတော့ဘာပြော message ဒီနေရာမှာတော့သူတို့ early objective တခုကိုရရှိသွားရတဲ့အတွက်ကြောင့်ပဲ network ကအနေငယ်လောက်တော့သူတို့ပြန်လည်ပြီးတော့ရရှိထားရဗျာ900နီးပါးလောက်ထိဟိုတအတရရှိထားရပါတော့ဂျူနိုကတော့ပုံမှန် match man ဆိုတာတည်းသူဒီပြန်ပြီးတော့ဒီ fighter အဂိုးလေးကိုပြန်ပြီးတော့ဆော့နေတယ်ဒီ patch မှာမချစ် damage နဲ့ဆော့မယ်ဆိုရင်ဒီ bane ကသူ့ရဲ့ dolly cash တွေပြီးွားရင်ကျော် skate 2 ld ဒီရာရဲ့ damage တော်လေးများရပါဘာတော့ guardian ရော manipulation ရောကျော် mountain shot ကောင်း၃ခွက်လုံး super bad နေရရှိလိုက်ပါပြီဖြစ်ပါတယ် super bad စားထား dolly ရောများရဆိုတဲ့အနေထားမှာ king flash super bad ကိုတော့ရရှိခဲ့ပေမဲ့လချောင်းရန် bane တဲ့ cloud တဲ့ shadow king ချားမှာတော့ hugi ကမရသေးဘူး king flash ဒီမှာရှောင်းရန် hugi အပိုင်းဆုံးယူထားသေးတယ်ပိုရသွေးနေနေပြီး ဆန်ပြီးရလာချင်တဲ့ဖက်တဲ့ကြမှာတော့ဘိုးရဲ့ဟီယူကထပ်ပေးအောင်မလားဟိုးနောက်ထပ်တော့ပြန်ပတ်ထားဆိုခိုးနေတဲ့နောက်ကဘက်လိုင်းကိုဖြတ်ဟိုးထားသေးတယ်ဗျာအလီတစ်ချက်တော်လေးနာသွားတဲ့အခါတည်းတစ်ခုမှာရဆန်ပြီးရပြန်လဲပြီးတော့4ဘက်သွားခဲ့ဗျာဘယ်တဲ့ FI ရဂျော်ရီဒါစကေး1သုံးပြီးတော့ဝင်လာခဲ့တဲ့ King Flat 2ရဲ့ Mountain Shot ကမရှိတော့တဲ့ကာလာတစ်ခုမှာတော့ဖက်ကပေးတဲ့ damage တွေကြားထဲမှာဟီယူကပြန်ပြီးတော့ကြာသွားခဲ့တယ်သို့တော်လဲနီကိုနင်းနဲ့ရရရလို့ White Web White Christine နဲ့တစ်ဖက်က teammate တွေကသူပြန်ပြီးတော့ယူပြသွားခဲ့ဗျာအဓိကတော့ Super Like နေတဲ့ဒီချိန်မှာသူ့ရဲ့ The Wheel Dragon ကြီးက လှလပပဆိုတဲ့အရာတခုကျွန်တော်လုံးဝမထူရသေးဘူး။ဒါသည်လည်းနောက်မှာပူရဲတို့ဘာလို့အန်ဘရိတ်ကိပဲလိုက်ထိန်းနေရဆိုတဲ့အရာတွေဂျူနိုစီဝင်သွားမယ်ဆိုရင်လည်းဒယ်လ်ကက်ရှ်နဲ့ပြန်ပြီးတော့တွန်းထုတ်သွားရဆိုတဲ့အရာတွေဒီအရာတွေကြားရအောင်ရှောင်ရှားပြီးတော့ဆော့မှတော့ရလိမ့်မယ်ဗျ။ဟုတ်တယ်ဒီအရာရှောင်ရှားဖို့တော့လိုလိမ့်မယ်။လောစင်နေသားရတော့ဒါတည်းရတော့ပေါ်လာဖို့တော့ရှိမယ်။မစစ်စီအနေနဲ့တော့ဂိုးလေးအရ 0.7k လောက်ထိတော့ကျန်အောင်မယ်။ အောက်မှာတော့ Kafu Lane Face မှာတော့အဆင်ပြေနေတော့မယ်သို့သော်ညာလေ Hyuki မရသေးပြဿနာတခုတော့ရှိတယ်တော့မှတော့ Jun တို့ Hyuki တကောင်တော့ပိုင်ဆိုင်နေတယ်ပဲ Impure Rain ဖြစ်တဲ့အတွက်ကြောင့်တော့ damage ချက်ကတော့နာလာလိမ့်မယ်ဗျာဟုတ်တယ်ဘူရင်ကတော့ပြန်လည်ပြီးတော့ forback နေတော့မယ်ဗျာဒီကတော့ကျွန်တော် pick up date တာတစ်ဖက်ကနေပြီးတော့ Vada ကို Guardian တော့ AOE disable ရသွားပြီးတော့ကြည့်ရမယ်ဆိုရင်လည်း ultimate timing ကကူးရောင်းရကွာချက်ကသွားပြီးရှိနေတယ်ဘရောဒီမှာတော့ Samuel Ray တောင်းကောင်းကြားထဲမှာတော့တောင်းခံတာတော့မယ်ဒါပေမဲ့နောက်ရှောင်းရန်ကို pressure လိုက်ပြီးတော့ပေးနေတဲ့ခါကျတော့ Falling Star မို့နောက်မှလည်း Mountain Shot က The Wheel Drop ကိုဖျက်ခဲ့တယ်ဆိုပြီးတော့ Fallback Damage Farm Line ကမှ Super Light င်းဒီကားလည်းပဲတန်းပြီးပေးလိုက်ရတယ်ဗျာ4 vs 5 saturation မှာဒီတာတရားရရှိဖို့အတွက်ကရိုင်းကိုတော်လေးကိုခက်ခဲနေခဲ့ပါပြီရိုင်းရောသူနေနေတော့တာတရားရရှိဖို့ခက်ခဲနေတယ်4 vs 5 saturation လိုင်းလည်းမရှိတော့ဘူးခေါင်းအနေနဲ့လည်းဘက်လိုင်း control လာဖို့လို့ရှိတယ်စူပါဘဲအနေနဲ့တောက်ချောင်းဒီခေါင်းကိုလိုက်ထောက်ဖို့ကြိုးစားရမယ်လေဆမ်မြူရဲ့ vision ကဒီချိန်မှာတော့အလကားဖြုတ်သွားဖို့တော့များတယ် ာရာဘူဇာအနေနဲ့ကလည်းကျွန်တော်ဗန်လိုင်းမှာတော့ရှိနေတယ်ပစံမျိုးတွေဖလက်ကတိုင်ပြီးပေးထားဝင်မဲ့လေကင်ဖလက်လက်ထဲမှာဟီယူကီမှာပေးရလာတာဗျာ။အော်တကယ်ကိုနားနေတမ်းပြီဗျာ။ဒယ်လီကက်ရှ်နဲ့အလီတွဲရိုက်လာတဲ့အခါမှာသူအများကြီးကြံနေရဲ့ကျွန်တော်ဆမ်ပီယံအနေနဲ့ကတော်လေးကိုကိုင်းထုံသွားရဲဆိုတဲ့အခြေအနေတစ်ခုပဲ။ဒါတရားလုံးဝ give up ပြီးတော့ပဲသူတို့အနေနဲ့ဒါအောင်လဲမှာရှိနေရပ်ပတ်သွားစားနေတဲ့အခါမှာကာဖူပြန်လည်းပြေးထွက်နေရဲဆိုပေမဲ့လေကင်ဖလက်နောက်ဆုံး last hit ချက်ကိုလိုက်ပြီးပစ်ခွဲနေတဲ့နောက်မှာတော့နီကိုရဲ့ဆုံးသက်ချက်ကိုခံလိုက်ရတဲ့နောက်မှာ super line ဂျားထဲမှာကျွန်တော်ညံ့နေခဲ့ပြီး mountain shot ကစတန်နေတူပဲ colin speed ထိပါကင်ဖလက်ရရှိလို့တွားခဲ့ပြီးပဲဖြစ်ပါတယ်။ကင်ဖလက် skill super ပါ ရရှိနေရင်လည်းပဲ Ryan နဲ့တော်တော်လေးခက်ခဲတဲ့ပွဲတစ်ခုတော့ကြော်ဖြတ်နေရပြီဗျာ Messi တတဲ့နှစ်ခုလုံးသိမ်းပိုက်ထားမှုနဲ့အတူပဲသူရဲ့ rotation နဲ့ပုံပြီးတက်ဝင်နေခဲ့တယ် Juno ရဲ့ goaling pain ဒီဒီအချိန်မှာ damage ကိုတော်တော်လေးများလာပြီးတော့ကျွန်တော်သုံးသပ်လို့ရတယ် online မှာလည်း tower တစ်တိုင်းထပ်စားသုံးထားသေးတယ်ပေါ်လမ်းမှာတော့ရှောင်းရန် split push ကိုတော့ရွေးချက်ထားအောင်မလဲခေါင်းအနေနဲ့ပါရောက်ချီလို့လာနေရင်လည်းခေါင်း ဂျားထဲမှာတော့ညက်တော့ညံ့နေရဆိုတော့ညာလဲ HP ကတော့အများကြီးတော့ဂျန်နေပါသေးတယ်။ဒီက Shield Sorry ပါတွေသွားပြီးရရှိနေသေးရဗျာ။နော် Glory One တွေ Shield Bat တွေ Dominate Ice တွေဒီရာတွေမပေါဘူးဆိုရင်တော့ Front Line မှာရှိနေတဲ့ခေါင်းတို့ဘိုရဲတို့တတ်ဖို့တော့ခက်မယ်။ Juno နောက်အပြေးကပ်ဖို့ထွက်ကလည်းမလွယ်ဘူး။အဲ့ဒီထွက်ကြကျော်ဒီဘက်ကနေပြီး Super Light ကံမယ်ဆိုရင်တော့မှ Carfu တို့ဘာလို့က Sky Bear Study များပြားနေမှာရလိမ့်မယ်ဗျာ။အဓိကကတော့ကျော်ဒီကတိတားလို့ဘာလို့မျိုး Your Fasa လို့ဘာလို့မျိုး Brush Damage များတဲ့ Hero တွေမဖြစ်တဲ့အတွက်ကြောင့်မယ်။ဒီဘက်ကဒီချောင်းကန်လိုင်းတစ်ခါတန်းပြတ်ဖို့ထွက်ဆိုတာမလွယ်ဘူး။ Granger Item ကိုအားကိုးပြီးဆော့ရမယ်ဆိုရင်အခိုက်တက်မယ်။အပေါ်မှာလည်းကျော်တောက်လျှောက်ဆို ဆိုရှောင်းရဲ့ fan base ပြီးကိုခုံးအနေနဲ့ live ပြီးတော့နှောက်ရထားသေးပြလေမှာတော့သွားပြီးဘာတော့ guardian dolly cash ကြားထဲမှာတော့ juno samuel ထပ်ပြီးတော့ရရှိသွားပြပါစေသူတို့ရဲ့ area control ကတော့ dolly များပြားတယ်လို့ပြောရမယ် manipulation တွေရှိတယ် aoe တွေရှိတယ်ကြားထဲမှာဘေးရဒလီကဒါမေ့ရှောက်ဖို့ကလည်းတော်လေးတော့များနေတဲ့အနေအထားတစ်ခုပါ Kim Flash ရဲ့ကျွန်တော်ရက်ချက် Mountain Shocker တွေဝင်ခုတ်တဲ့ပိုင်းခြားတွေမှာဆိုလို့ရှိရင်လည်းဒါမေ့ရှောက်ဖို့ကတော်လေးများဖို့တော့ရှိအောင်မယ်မသိစီအနေနဲ့တော့7 minute timing 4.3k ဆိုတဲ့ goal နဲ့ပွဲအကောင်းဆုံးထိန်းချုပ်ထားတယ် ရှောင်းရအနေနဲ့လည်းသူ့ရဲ့ jungle zone မှာတောက်လျှောက်နှောက်ယှက်ခံနေရတာဗျာတရားရတော့ပြန်ပြီးတော့ကြည်မေးမှရမယ်ဗျာပေါ်လဲသွားဖန်တော့လေခုံးက light ကြည့်တယ် jungle zone ထဲမှာပြန်စားမယ်ဆိုရင်လည်းခုံးက light ကြည့်တယ်ဒီလိုပုံစံတစ်ခုမှာတော့ဟာရှောင်းရဲ့ fan base ကကြောက်ချင်းမလားပျောက်နေရဆိုရင်ခိုက်တတ်မယ် zone နဲ့ ulager တစားနေသားဒိုးလာခဲ့တဲ့ game flag ကိ invade ဒီနေရာလဲ level 7လောက်ထိရောက်ရှိလို့သွားခဲ့ဗျာရှောင်းရဲ့ကြည့်မယ်ဆိုရင် level 30ဆိုတော့20လောက်ထိသွားပြီးတော့ခွာနေရဗောက်တရှောက်ကအုံပြီးတော့ vision စစ်ထားသေးတယ်ဒီတာတွေကိုလည်းထပ်မှန်ပြီးတော့ medicine တိမ့်ပိုက်ဖို့အတွက်တော့များအောင်ခဲ့ပါဘူး game flash တာတွေကိုထပ်မှန်တိမ့်ပိုက်ထားသေးတယ်ချောင်း dragon ကန်လာပေးမယ်လေ follower damage ကနည်းနေကြမှာကျူးနော် line မှာ super light ကိုအဆုံးသတ်ထားသေးတယ်ဗျာ။ UK နှက်ကောင်တာတပရရှိသွားခဲ့တဲ့ Messi တောက်လျှောက်တပြေးတက်လာတဲ့ခွင်းရဲ့ damage ရတယ်မှာတော့ကပူး ဘလိုမကို damage ရှောက်ဖို့ကမတိုးဘူးဖြစ်နေတယ်ဆံမြူတယ်အောင်လမ်းမှာတော့ creation ထားတဲ့အနေထားတစ်ခုကြောင့်တော့ auto internet run တရားရင်မပေးလိုက်ရပါဘူး item bank ကတော့ carfu နေတော်တော်လေးလိုနေရဗျာเนาะအဓိကတော့ sea bat တွေကျော်နောက်တဲ့ malefic raw တွေ dod တွေဒီလိုမျိုး item တွေပါလာမှသာအဆင်ပြေမယ်ဆိုတဲ့အခိုက်အတန့်ပဲ sky bear stack ကလည်းတအားနင်းနေရဗျာခုနကမှပြီးလာဆိုတော့လေသူ့အနေနဲ့က stack ကလုံးဝ0ပဲဖြစ်နေတာ juno ကလုံးဝသူ့ရဲ့ ld damage တွေတအားအောင်များနေရဗျာ daily cash နဲ့ ld တွဲသုံးမယ်ဆိုရင်တော့ squishy ဖြစ်တဲ့ရှောင်းရံတို့ super bat တို့ carfu တို့တစ်ခါတန်းပြတ်နိုင်တဲ့အခြေအနေတစ်ခုတော့ရှိလိမ့်မယ်ပြီးတော့ nico ုကလည်းရရင်ရတော့သူရဲ့ vibe club white crystal တွေနဲ့တကယ် slow fade တွေလိုက်ပေးနေသူ manipulation area တွေပြေးထွက်ဖို့တော့ကလည်းတော်တော်လေးခက်ခဲနေကြတယ်ဗျ Ryan ကဟုတ်တယ် Ryan တစ်ဖက်က damage ရောက်ဖို့တွေ crowd control ရတော်လေးကြီးမားနေနေတာတခုမှအဲ့ဒါနဲ့ပြေးထွက်ဖို့အတွက်သူတို့က challenge ဖြစ်နေရမျိုးတော့မြင်နေရတယ်ဗျာ ကဲဆိုတော့လက်ရှိမှာတော့ကျော်ဆမ်ပြူရယ် front line ကိုတာဝန်တော့ယူပေးထားသေးတယ်။ဒါပေမဲ့လည်းကျော်ခုနပြောသလိုပဲပေါ့နော်။စပယ်အိယနီကိုအကူရောတအားမြန်တယ်ဗျ။အဲ့ဒီကြောင့်ဆာမူရယ်နီနဲ့သွားပြီးတော့ devil day ကလုံးသမျှအရာတွေ glory one နဲ့ပြန်ပြီးတော့ hand တားနေရဆိုရဲအခိုက်အတန့်တွေတွေ့ရတယ်။ polling star မထက်ပြီးတော့ kafu နာကိုတော့ပြေတော့ကက်တယ်။ဒါပေမဲ့တပတ်ကခွန်လုံးဝတွင်းပြီးတော့ဗျာ။သူရဲ့ရှီးတွေကိုတော့ဖြတ်ဖို့အတွက်ကြိုးစားနေတဲ့ခိုက်တက်တစ်ခုပဲ။ online second down ကိုလည်း daily cash တွေပါသုံးပြီးတော့ juno ထပ်ပြီးတော့ယူပြဝိုင်းတော့မှ inner turn ကစိုင်းလိမ့်နှလိမ့်တော့မှမရှိတော့လေ။ခုံးနဲ့ timing inner turn နေပေးနေရတဲ့အချိန် ကျွန်တော်ဒါမလိန်မှာ internet ထိုင်မကြံတော့တယ်အဲ့မလိန် internet ကိုလည်းခွန်ပြန်ပြထောက်ပေးထားဆိုတော့နေခွေ manipulation ကြားမှာတော့ game flash account မချိုးွားပြီး ချောင်းရနေနဲ့လည်းဝင်လာဖို့ကြိုးစားမယ်ဒါမိကွာချက်ချက်ချားမှာဘလို့မှတော့ဝင်လာလို့မရဘူးဖြစ်နေခဲ့တာဗျာ Venice Bay ကပြန်ကြည့်ရမယ်ဆိုရင် Super Light အနေမှာကျွန်တော် Flick ကသွားပြီးတော့ Cool Round လည်နေရဗျာနော်ရှိနေမယ်ဆိုရင်တော့မှကျွန်တော်တစ်ဖက်ကရှိနေရ Front Line တက်လာတဲ့ကောင်တွေအကုန်လုံးတော့ Tower နဲ့ဖြတ်ကန်လို့တော့ရလိုက်မယ်ပေါ့နော်ဒလောစီကတော့ကျွန်တော် Spare တွေကိုစောင့်ရမယ်ပြီးွားရင် Lobat တွေကိုပြန်ပြီးတော့စောင့်ရမယ် Second 10 Second လောက်တော့ကျန်နေသေးရဗျာဒီ10 Second Timing တစ်ခုမှာတော့ Medicine အနေနဲ့ကတော့သူတို့ယူထားတဲ့ Position တွေ Vision အသာစီးတွေဒီနေရာတွေအကုန်လုံးခုံးအနေနဲ့ထိန်းထားပြီးတော့ Law ယူသွားမယ်ဆိုရင်တေချာပေါ့ဒီ Law နဲ့အတူ Mega Dawai Trying Wing က Medicine နဲ့ရရှိသွားနိုင်တယ် ်ဘာလို့လဲကျွန်တော်တစ်ဖက်ကကောင်းကောင်းကြီးနားလေဗျာသို့တော်လဲ high ground မှာကျွန်တော်ပြန်ပြီးတော့ defend ကမဲ့ဆိုရဲအခြေအနေတစ်ခုလောက်ပဲရှိတဲ့ Ryan ဒီသူတို့ရှေ့ခေါင်းတိုးလို့မရတဲ့အဆုံးမှာတော့ဒီ lock ကို game flat လက်ထဲကိုတော့ပေးအပ်လိုက်ရပြီဖြစ်ပေါ်လောနဲ့တူပဲ Messi တက်လာမဲ့အခြေအနေရော Ryan ဘလို့မျိုးကောက်ဝဲမလဲသူတို့မှာတော့ damage ရဖို့ကနဲပါနေရတော့အမှန်ပဲဗျာ kick foot တယောက်တည်းမှာရှေ့ damage ရဖို့ဒီလုံလောက်မှာတော့မဟုတ်ဘူးရှောင်းရံဒီလည်းနောက်ပိုင်း minute တွေမှာ shadow kick ဝင်ဖိုင်းလို့ရရဆိုတော့ညာလေသူကဒမ်းမရှောက်ဖို့ဒီကျွန်တော်ဒါအများကြီးစုခံနေရဲ့ကြားမှာစပလစ်ပြတဲ့အတွက်ကြောင့်မလို့ တို့ဒါတဟူကီပေးရဖို့အတွက်ရယူဖို့အတွက်လွယ်မှာမဟုတ်ဘူးဗျဆမ်မြူတယ်ဖလစ်ကတိုင်မင်းတော့ပြေးရမယ်လေမန်နီပူလေးရှင်းနဲ့မှာတတ်ထိန်ထားသေးတယ်ကပူပြခွဲလို့မရရဲ့ကြားမှာတော့ဟိုးနောက်ထဲဒီမှာစူပါလိုက်ဖလစ်ကတိုင်မင်းတွေကပြန်ပေးနေရရင်းနေပဲလောတော့မင်းလေးကတက်လာနေပါဗျာကဲဆိုတော့လောမလာကင်တိုင်မင်းတခုမှာတော့ဆိုင်လိန်ပေါ်လမ်းမှာရှိနေတဲ့မဂါရှိကတော့ပြန်ပြီးတော့ drop သွားခဲ့ပြီမင်းမာလေးလောတက်လာတဲ့ wave တခုမှာမဂါရှိကမရှိတော့ဘူးဗျာဆိုတော့မဂါတော့ပေးရလိုက်ဖို့တော့ ညာနေပြီပေါ့နော်ဆယ်မီရယ်ကတော့သွေးတော့နီးပါသွေးရဒရော့ကိုဖျက်တော့ကဲလာသေးတယ်ခွန်ကြီးအဖာတော့ဂါရီယာပြန်ကြလာတဲ့ခါမှာဘိုးရဲ့သွေးတင်းမိတ်ကိုပြန်လေးပြစေးပေးလာသေးတယ်ဗျာဝမ်မတောင်းဆိုပုံစံတစ်ခုမဖိုးဘတ်ဆာဖိုင်းစတူရေးရှင်းမှာတော့မလွယ်တော့တော့ထင်းနေကျော်ရှောင်းရယ်ပြန်ပြော share okay ဖိုင်းလာပြီးတော့ဒီ log ကိုဖြည့်ရှင်းမှုတစ်ချိုးသားနေကြပြီပေါ်မတက်လာစူပါမီဒီယာဝေးဖြတ်တူပဲမက်ကတာတစ်လုံးထပ်မပြီးတော့ business တိတ်ပဲလို့သွားနေပဲ2 lane ပဲကတော့ဆက်ပြီးတော့ပဲ right on ဖေးဆက်လိုက်ရပြီပဲဖြစ်ပေါ်တယ်ဗျာ right on 2 lane မက်ကဖေးဆက်ထားတဲ့အနေထားဗျာထမမာလေ10 minute ကို 10k goalie နဲ့ medicine ဒီဘွဲမှာတော့အားရဘားရကိုလုံပြနေတယ်လို့ပြောရလိမ့်မယ်ကျွန်တော်လည်းမကက်ပက်စရှိရဆိုတော့ညာလည်းမသိစီနေတယ်တောက်ချောက် pressure ကိုပေးနေခဲ့တာခွန်ဘက်လိုက်ကိုဒိုးရဲဒီမှာရောက်ဖို့ကြိုးစားနေနေတယ်ဘယ်တော့မှတော့ live dragon ပြပေးထားမယ်လေ follower damage က ကွာချားချက်ကတော်တော်လေးများနေတယ်လိုက်တကောင်ကိုပြန်ပြီးတော့ပဲအဆုံးသက်ခံလိုက်ရတယ်ဗျာ။ဒီနေရာမှာတခြားသောဂျူနိုတို့နီကိုလို့ဆိုဖြစ်ကောင်းဖြစ်နိုင်ရဆိုပဲလေခုံးကကန်တာသူနှစ်ချိန်လောက်တည်းရှိပြီဗျာနှစ်ချိန်လုံးလဲသူကိုယ်ရပြန်ပြီးတော့ဟီရိုကိပေးလိုက်ရတယ်ခုံးကလုံးဝမသိဘူး။လိုပုံစံတစ်ခုမှာတော့အွန်လိုင်းမှာရှိနေတယ်ကျန်ရှိတဲ့မေဂါတဝါတလုံးဥပါထပ်ပြီးတော့ခွင့်ပြုလိုက်ရတယ်။အွန်လိုင်းမေဂါအော်ကျော်70မိနစ်ခွဲဆိုဂျူရီရှင်းတိုင်းမပေးလိုက်ရည်ဗျာ။လဲမထက်လိုက်ဝေးဗာတော့ကာရီယာဝတ်ကုမိုင်းနေရှင်းမှာဘူဘကူမသွားမိနေတယ်မရှောင်းရဲ။တမ်းပြီးတော့ဒယ်လီကက်ရှင်းတောင်းအောင်ပြတ်လိုက်ခရီးအော်တော်နဲ့ဒူကာဖူပြလဖြင်းရှင်းဖို့ကြိုးစားနေရဆိုပဲလေခုံးဖလစ်ကလည်းဝေးပြီးတော့တိုက်တဲ့အခိုက်အတန့် ခုပါ recovery wave ပြန်လဲထွက်လာတော့လေ Mitsy စီးလာခဲ့တဲ့ Cree ကိုအခွင့်ကောင်းယူက game number 1ကိုဆုံးသက်သွားခဲ့ပြီဖြစ်ပါ रे game number 1မှာ Mitsy သူတို့ထက်လိုအပ်နေတဲ့အမှတ်ကတော့ Ryan Sport အနိုင်ပိုင်းလာရင်းနဲ့ပဲရယူသွားခဲ့လို့ပြောရမှာဗျာ